မင်္ဂလာပါဖန်တီရှင်ဒီစီ YouTube channel ကပြန်လည်ကြိုဆိုလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ဒီဗီဒီယိုကိုနားထောင်ပြီးနောက်သင်ရဲ့တစ်ဖက်လူကသင်အပေါ်လုံးဝလုံးဝဆွေးနွေးသွားပြီဆိုရင်ကျွန်ုပ်ကိုအပြစ်မတင်ပါနဲ့ဘာဖြစ်လို့လဲဆိုရင် manifestation video တွေကမဖြစ်နိုင်တာကိုဖြစ်နိုင်အောင်ပြုလုပ်တဲ့နည်းလမ်းတွေဖြစ်ပါတယ် ဒီဗီဒီယိုထဲမှာတော့တင့်ရဲ့တစ်ဖက်လူကတင့်အပေါ်မှာလုံးဝကို crazy ဖြစ်လာအောင်တင့်အကြောင်းကိုတသမဲတည်းအချိန်ပြည့်စဉ်းစားနေအောင်တင့်ကိုလွမ်းဆွဲတန်းတသတိရနေအောင်တင့်နဲ့အမြဲတမ်းအတူရှိနေခြင်းအောင်တင့်ကိုလုံးဝဆွေးမဲ့စေအောင်ဘယ်လိုပြုလုပ်ရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ ဒီဝီဒီယိုမှာမျက်ဝေပေးမိနီးနန်းကတော့သင်ရဲ့တဖဲလူဟာသင်ရဲ့ဘဝထိမှာမြင်းမြင်းဆင်ဆင် manifest ဖြစ်လာစေမင်းနီးနန်းဖြစ်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုအထိမှာ meditation ပြုလုပ်ပြီးနီးနယ်လေးပါပါတယ်။အဲ့ဒီ meditation ကလေ၃ရက်လောက်ပြုလုပ်ရုံပဲဖြစ်ပါတယ်။ဒီထက်အပိုလေ့ကျင့်နေစရာ မလိုပါဘူး။ဒီဗီဒီယိုမှာမျှဝေပေးမိ meditation နီးနယ်ဟာသင်ရဲ့တဖဲလူကသင်အပေါ်မှာ သင်ဖြစ်ရှင်တဲ့ပုံစံတွေအတိုင်းဆက်လက်ပြုလုပ်ဆောင်ရွက်လာအောင်ပဲဖြစ်ပါတယ်။ဒီဗီဒီယိုမှာမျှဝေပေးမယ့်ဤနည်းတွေကိုကျင့်သုံးခြင်းအပြင်သင်ရဲ့တစ်ဖက်လူဟာသင်အပေါ်လုံဝါဆွေးမဲပြီးရင်သင်ဖြစ်စီရှင်တဲ့အတိုင်းလိမ့်လည်ပြုလုပ်ဆောင်ရွက်လာပါလိမ့်မယ်။ဒီလိုဆိုရင်မိษွေတော်အနေနဲ့ပထမအဆုံးသိရမှာကတော့သင်ရဲ့ဖြစ်တည်မှုသင်ရဲ့ reality ကို ဖန်တီးတဲ့သူဟာသင်ပေးဖြစ်ပါတယ်တခြားသူမဟုတ်ပါဘူး ဒါပေမဲ့တင်းရဲ့ဖြစ်တည်မှုကြီးတစ်ခုလုံးဟာအစစ်အမှန်မဟုတ်ပါဘူး။ထင်ရောင်ထင်မှားဖြစ်တဲ့ illusion မျှသာဖြစ်ပါတယ်။တင်းရဲ့ reality တင်းရဲ့ဖြစ်တည်မှုဆိုတာထင်ရောင်ထင်မှားဖြစ်နေတဲ့အတွက်အဲ့ဒီအရာသည်ရုပ်ရှင်ကားတကားနဲ့တူပါတယ်။အဲ့ဒီရုပ်ရှင်ကားကိုတင်ဖန်တီးခဲ့တာပဲဖြစ်တယ်။အဲ့ဒီရုပ်ရှင်ကားရဲ့ဇက်ညွှန်းတွေကိုတင်ကိုယ်တိုင်ရေးခဲ့တာပဲဖြစ်တယ်။ ။ဒါအပြင်အဲ့ဒီရုပ်ရှင်ကရဲ့တယုတ်ဆောင်ကလေးသင်ကိုယ်တိုင်ပဲဖြစ်တယ်။ဒါကြောင့်သင်ရဲ့ reality သင်ရဲ့ဖြစ်တယ်မှုနဲ့သက်ဆိုင်တဲ့အဲ့ဒီရုပ်ရှင်ကကြီးထဲမှာသင်ဟာအဓိကဇက်ကောင်ပဲဖြစ်တယ်။သင်သည်အဓိကမင်းသားဖြစ်တယ်မင်းသမီးဖြစ်တယ်။ အဲ့ဒီရုပ်ရှင်ကားကြီးထဲမှာဘာတွေကိုထည့်သွင်းရမလဲဘာတွေကိုဖော်ပြရမလဲဘာတွေကို ဖော်ပြစရာမလိုဘူးဘာတွေကိုထည့်သွင်းနေစရာမလိုဘူးလို့ဆုံးဖြတ်တဲ့သူကလေသင်ကိုယ်တိုင်ပဲဖြစ်တယ်။ဒါကြောင့်သင်ရဲ့ရုပ်ရှင်ကားထဲမှာသင်မကြိတ်မနှစ်သက်တဲ့အရာတစ်စုံတစ်ခုပါခင်းပြီဆိုရင်သင်အနေနဲ့အဲ့ဒီအရာကို ရုပ်ရှင်ကားထဲကဖေထုံးနိုင်တဲ့ပါဝါသင်မှာရှိပြီးသားဖြစ်ပါတယ်။ တင်းရဲ့ရုပ်ရှင်ကနဲ့ပတ်သက်လို့ပြုတ်ပြင်းမေးပြောင်းနေမေဆိုတဲ့ပါဝါတွေဟာတခြားဘသူမှမမရှိပါဘူး။တင်းရဲ့ရုပ်ရှင်ကထင်မှာတင်းမကြိုက်တဲ့အရာတွေကိုဆက်လက်ထားရှိနေဖို့ဘသူကမှလေးတင်းကိုဖိအားပေးတော့မရပါဘူး။တင်ရဲ့ရုပ်ရှင်ကားထေးကအကြောင်းအရာတွေကိုဘသူကမှလည်းဖေရှားပိုင်ခွင့်မရှိပါဘူး။ ဒါကြောင့်သင်ရဲ့ရုပ်ရှင်ကားထဲမှာရှိတဲ့အကြောင်းအရာတွေအလုံးဟာသင်ကိုယ်တိုင်ရေးခဲ့တဲ့ဇာညွှန်းဖြစ်ပြီးသင်ကိုယ်တိုင်တယုတ်ဆောင်နေတာပဲဖြစ်တယ်ဆိုတာကိုသိဖို့တော့အရေးကြီးပါတယ်။ဒါကြောင့်သင်ဘဝမှာဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေသင်ရဲ့ဖြစ်တည်မှုထိမှတွေးမြင်နေရတဲ့အကြောင်းအရာတွေဟာသင်ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေသင်ကိုယ်တိုင်ပြုလုပ်ခဲ့တာမို့လို့အဲ့ဒီအကြောင်းအရာတွေနဲ့ပတ်သက်လို့သင်မကြိုက်တာတွေရှိခဲ့မည်ဆိုရင်ဘသူ့ကိုမှအပြစ်တင်နေစရာမလိုတော့ပါဘူး။ တင်ရဖြစ်တည်မှုတင်ရ reality တွေထဲမှာတင်မကျိတဲ့အကြောင်းအရာတွေရှိခဲ့မိဆိုရင်ဘသူ့ကိုမှအပြစ်မတင်နေတော့ဘဲတင်ကိုယ်တိုင်ဖိရှားလိုက်ပါဘာဖြစ်လို့ဒီလိုပြောနေရသလဲဆိုရင်ကျွန်ုပ်တို့တွေဟာကိုလိုရှင်တဲ့အရာတစုံတစ်ခုကို manifest ပြုလုပ်တော့မေဆိုရင် ကိုယ့်ရဲ့ reality ကိုယ့်ရဲ့ဖြစ်တည်မှုအတွက်ကိုသိပင်နေရင်ဖန်တီးတဲ့သူဖြစ်တည်ဆိုတာကို အပြစ်အဝါနားလေဖို့လို့တယ်ဒါပေမဲ့ manifest ပြုလုပ်နေတဲ့လူတချို့ကအဲ့ဒီအကြောင်းအရာကိုအပြစ်အဝါနားမလည်ကြဘူးကိုယ့်ရဲ့ reality မှာဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေကို တွေးတောပြီးငါဘာတွေဖြစ်နေတာလဲ။ဘာကြောင့်ဒီအကြောင်းအရာတွေကငါဘဝအထိမှာဖြစ်ပေါ်နေရသလဲစသဖြင့်အပြစ်တင်နေကြတာတွေရှိတယ်။ ဥပမာဆိုကြပါစို့ကိုယ့်ရဲ့တစ်ဖက်လူနဲ့ပတ်သက်လို့ manifest ပြုလုပ်တဲ့အခါကိုယ်မကြိုက်တဲ့အကြောင်းအရာတွေဟာရုပ်ပိုင်းဆိုင်ရာအရှိအနေမှာပေါ်လာနေဆိုပါစို့အဲ့ဒီတော့သင်အနေနဲ့စလို့တွေးတောနိုင်တဲ့အကြောင်းအရာတွေရှိတယ်ဘလို့တွေးနိုင်နေဆိုရင်ဒါဘာဖြစ်လို့ဖြစ်နေတာလဲငါရဲ့ manifestation ကအလုံးမလုံးဘူးငါ manifest ပြုလုပ်ထားပါလေနဲ့ ဘာဖြစ်လို့ငါမလို့ရှင်တာတွေကြုံတွေ့နေရသလဲငါလူရှင်တာတွေကိုဘာဖြစ်လို့မပြသနိုင်တာလဲငါကတော့မကောင်းလို့လားငါဟာတခြားလူတွေလိုမလှလို့လားမချမ်းသာလို့လားစသဖြင့်ပေါ့နော် အတွေ့ပေါင်းမျိုးစုံဖြစ်လာတတ်ပါတယ်ဒီလိုအတွင်းတွေဟာကိုလိုရှင်တဲ့အရာကို manifest ပြုလုပ်နေတဲ့လူတယောက်အတွက်ဘလို့မှစီနီယိုမှုမရှိပါဘူး ဒီလိုတွေးတောနေတာတွေကအဲ့ဒီ manifestation နဲ့ပတ်သက်လို့ကိုယ့်ရဲ့ reality ကိုကိုကိုယ်တိုင်ဖန်တီးခဲ့တယ်ဆိုတာကိုအပြစ်အဝါနားမနေကြလို့ပါပဲတကယ်တမ်းကျတော့ကိုယ်မှာဖြစ်နေခဲ့တဲ့အရာတွေသည်ကိုကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေကိုကိုယ်တိုင်ဆုံးဖြတ်ခဲ့လို့ပဲဖြစ်တယ် ဒီတော့ကိုယ့်ရဲ့ reality မှာဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့တခြားလူတွေကိုအပြစ်တင်နေစရာလေးမလိုသလို ရှင်းမွေးနေစရာလေးမလိုဘူးကိုယ့်ရဲ့ reality နဲ့ပတ်သက်လို့ဘသူ့ကိုမှပြောပြနေစရာလေးမလိုဘူး ကိုယ့်ရဲ့ဒီ reality မှာတခြားသူတွေကကိုယ့်အပေါ်မှာကောင်းဝင်စွာမဆက်ဆင်ခင်ရင်တောင်းပါလေသူတို့ရဲ့စိတ်ကူးတွေသူတို့ရဲ့အတွေးတွေကိုကိုယ့်အနေနဲ့ပြောင်းလဲနေစရာလေးမလိုဘူးအဓိကမိတ်ဆွေပြုလုပ်ရမှာက ကိုယ့်ရဲ့ reality ဒီဘလို့ဖြစ်ရမလဲဆိုတာကိုကိုယ်တိုင်ဆုံးဖြတ်ရုံပဲဖြစ်တယ်ကိုလိုရှင်တဲ့အရာတခုကို manifest ပြုလုပ်နေတဲ့အခါမှာ ကိုယ့်ရဲ့ reality ထဲမှာအဲ့ဒီအရာနဲ့ပတ်သက်လို့ကိုယ့်ကိုဘလို့ပုံစံမျိုးပြီးပြသနေပါစေအဲ့ဒီအရာတွေကိုဂယုစိတ်နေစရာမလိုဘူးဘာဖြစ်လို့လဲဆိုရင်ကိုမကြိုက်တဲ့အကြောင်းအရာတွေကိုကိုယ့်ရဲ့ reality ထဲကကိုကိုယ်တိုင်ဖေထုံးနိုင်တဲ့ပါဝါကိုမှရှိပြီးသားပဲဖြစ်တယ် ကိုရဘဝမှာလိုရှင်တာတွေဖြစ်ရှင်တာတွေကို manifest ပြုလုပ်နေတဲ့အခါကိုမကြိုက်တဲ့အကြောင်းအရာတွေဟာ manifestation ပြုလုပ်နေတဲ့လူတယောက်အတွက်ဘလို့မှစီနီယိုမှုမရှိပါဘူး။ဒါကြောင့်အဲ့ဒီလိုကိုမကြိုက်တဲ့အကြောင်းအရာတွေပြသလာပြီဆိုရင်အဲ့ဒီအရာတွေကိုပြန်လေတုံတဲ့တုံတဲ့ပြင်အဲ့ဒီအရာကိုကိုဘဝထေကညှင်းပယ်လဲယုံပဲ။ မကြိုက်တဲ့အကြောင်းအရာတွေကိုကိုယ့်ရဲ့ reality ထဲကညှင်းပယ်လိုက်ရင်အပြင်ကိုယ့်ရဲ့ဘဝနဲ့သက်ဆိုင်တဲ့ရုပ်ရှင်ကားထဲမှာအဲ့ဒီအရာတွေဟာကိုယ့်ဘဝရဲ့တစိုက်တဒေတာဘေတော့မှဖြစ်လာမှာမဟုတ်တော့ပါဘူး။ကိုမကြိုက်တဲ့အကြောင်းအရာတွေကိုကိုဘွားထင်ကညင်းပင်နိုင်ဖို့အတွက် ကိုဟာကိုရဲ့ရုပ်ရှင်ကားထင်မှာဘလို့တယုတ်ဆောင်မီဆိုတာကို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 ဆုံးဖြဲလိုက်ုံပြီးဖြစ်တယ်။ဟုတ်ပြီဒီလိုဆိုရင်ကိုရဲ့ဆုံးဖြဲချက်ကိုဘလို့ဆုံးဖြဲချက်ရမလဲ။ဥပမာမိတ်ဆွေက ကိုလိုရှင်တဲ့တစ်ဖက်လူကို manifest ပြုလုပ်တယ်ဒါပေမဲ့အဲ့ဒီလို manifest ပြုလုပ်နေစဉ်ကာလအတွင်းမှာပဲသူ့ဖက်ကနေပြီးတော့ကိုကို social media တွေမှာ block လိုက်တယ်အဲ့ဒီတော့ manifestation ပြုလုပ်တယ်တစ်ဖက်မှာတစ်ဖက်မှာကိုက block ခံရတယ်အဲ့တော့ငါ့ကိုဘာလို့ block လိုက်တာလဲငါ manifest ပြုလုပ်နေပါလေရဲ့သားနဲ့ဒါတွေဘာလို့ဖြစ်လာတာလဲစသဖြင့်အဲ့ဒီအရာတွေကိုတွေးတောနေစရာမလိုဘူးခံစားနေစရာလည်းမလိုဘူး manifestation ပြုလုပ်နေစဉ်ကာလအတွင်းမှာကိုမကြိုက်တဲ့အကြောင်းအရာတွေနဲ့ပတ်သက်လို့အဲ့ဒီပြဿနာတွေကို ဖြေရှင်းနေစရာမလိုဘူးသူဖက်ကဆိုရှယ်မီဒီယာမှာ blog လိုက်လို့အဲ့ဒီ blog ကိုဖြည့်ဖို့အတွက်မိတ်ဆွေအနေနဲ့စူးစမ်းနေစရာမလိုဘူးအဲ့ဒီ blog ကိုဖြည့်ပေးဖို့သူ့ကိုတွားပြီးစောင့်ဆိုင်နေစရာမလိုဘူး ဒီလိုဆိုရင်မိတ်ဆွေအနေနဲ့ဘာပြုလုပ်ရမလဲကိုလိုရှင်သာဒီကိုရဲ့တစ်ဖက်လူနဲ့ပဲတဲ့လို့ဘာလိုရှင်တလေးကိုသိဖို့လိုတယ်တစ်ဖက်လူနဲ့သင်ကလက်ထက်ရှင်တာလားအတူတကွနေရှင်တာလားစသဖြင့်ပေါ့နော်ကိုလိုရှင်တာတစ်ခုကိုတည်တည်ချာချာဆုံးဖြတ်လိုက်ရုံပဲဥပမာဆိုကြပါစို့သူ့ဖက်ကသင်ကိုဆွေးနေနေစီရှင်တယ်ဆိုရင် သူကသင်ကိုဆွေးနေနေပြီဆိုတာကိုလုံးဝဆုံးဖြတ်လိုက်ရုံပဲ ဖြစ်ပေါ်နေတဲ့ရုပ်ပိန်းဆိုင်ရာအရှိအနေကိုဂယုမစိမ့်ပဲလျှင်းလီူရှူထားပြီးရင်သူဟာတင့်ကို လုံးဝဆွေးမဲနေပြီးဆွေးနေနေပြီးဆိုပြီးတော့ကိုယ့်ရဲ့စိတ်ကို ဆုံးဖြဲရှဲချပေးရမှာဖြစ်တယ်တဖဲလူနဲ့ပတ်သက်လို့သင်လို့ရှင်တဲ့အရာကိုသင်ဟာတိတိကျကျဆုံးဖြဲနိုင်ရမယ်။ သူ့ဖဲကတင့်အပေါ်ပြုလုပ်ဆောင်ရွက်ပေးလာမင်းသူ့ရဲ့ဆောင်ရွက်ချက်တွေ action တွေကိုတင့်ဟာတိတိကျကျဆုံးဖြတ်နိုင်ရမင်းသူ့ဖဲကတင့်အပေါ်ခံစားပေးမင်းခံစားချက်တွေကိုလေတင့်ဆုံးဖြတ်ပေးနိုင်ရမင်းလူရှင်တဲ့အရာတစ်ခုကိုရဖို့ manifestation ပြုလုပ်နေစဉ်ကာလအတွင်းမှာကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာအရှိအနေတွေမှာကိုမလူရှင်တဲ့အရာတွေပေါ်လာရင်လူရှင်တဲ့အရာနဲ့ဗျောင်းပြန်တွေပေါ်လာရင်ဆိုတာက ကိုယ့်ရဲ့အတွင်းပိုင်းအခြေအနေဟာလုံးဝပြောင်းလဲမှု မရှိသေးဘူးလို့ဆိုလိုပါတယ်။ဆိုလိုတာက manifestation ပြုလုပ်နေစဉ်ကာလအတွင်းမှာကိုယ့်ရဲ့အတွင်းပိုင်းအခြေအနေတွေဟာအပြည့်အဝပြောင်းလဲမှု မရှိသေးပါဘူး။ဒါကြောင့် manifestation ပြုလုပ်နေစဉ်ကာလအတွင်းမှာကိုယ့်ရဲ့ရှိတိတိမှာဖြစ်ပေါ်နေတဲ့ကိုယ်မကြိုက်မနှစ်သက်တဲ့ရုပ်ပိုင်းဆိုင်ရာအခြေအနေကိုဂရုစိတ်မနေတော့ဘဲ ိုဟာကိုယ့်ရဲ့ reality ကို ဖန်တီးတဲ့သူအဖြစ်အပြစ်အဝါလက်ခံထားဖို့လိုအပ်ပါတယ်သင်ဟာသင်ရဲ့ reality ကိုအမှန်တကယ်ဖန်တီးခဲ့တဲ့သူဖြစ်တယ်။သင်ဟာတန်ဖိုးမြင့်မာတဲ့ပုံကိုဖြစ်တယ်။သင်ဟာတကယ်ကိုတခြားသူတွေစီရဲ့ဆွေးမဲမှုကိုခံယူထိုက်တဲ့ပုံကိုဖြစ်တယ်။သင်ကသင်လိုရှင်တဲ့အရာကိုရဖို့တခြားသူတွေစီမှာလိမ့်လည်တောင်းခံနေစရာမလိုဘူး။ အခုပြောခဲ့တဲ့စကားလုံးတွေကိုသင်ရဲ့အတွင်းကဘာထေကလုံးဝယုံကြည်နေဖို့အရေးကြီးတယ်။သင်ဟာတဖက်လူရဲ့ရွေးရှိခံရမှုနဲ့ထိုက်တန်တူဖြစ်တယ်။သင်ကသာသူ့ကိုရွေးရှိပြီဆိုရင် သူဟာအယံကန်ကောင်းတဲ့လူဖြစ်တယ်။ဒါပေမဲ့သင်ဟာဒီလိုပုံစံမျိုးကိုအရင်တုန်းကတွေးတောခဲ့ဖို့မှ မဟုတ်ပါဘူး။ ဒီလိုပုံစံမျိုးတွေကိုသင်စိတ်ထဲမှာလည်းရှိခဲ့မှာမဟုတ်ပါဘူး။ဒါကြောင့်အခုအချိန်ကစားပြီးရင်သင်ဟာအကောင်းဆုံးပုံကိုတရားအဖြစ်မိမိကိုယ်ကိုစိတ်ကူးရင်လိုက်ပါ။သင်ဟာတကယ့်ကိုကဘာမှာအန်အိုးဝေးအကောင်းဆုံးပုံကိုတရားဖြစ်တယ်တော့ကိုယ့်ကိုယ်ကိုစိတ်ကူးရင်ပါ။သင်ဟာတကယ့်ကိုအလှပါဆုံးလူဖြစ်တယ်။တကယ့်ကိုဆွေးဆောင်မှုအရှိဆုံးလူဖြစ်တယ်။အဲ့ဒီလိုကိုယ့်ကိုယ်ကိုစဉ်းစားပါ။ဒီကဘာလောကကြီးထဲမှာသင်ဟာတင်ဖို့အမြင့်မားဆုံးလူဖြစ်တယ်လို့မိမိကိုယ်ကိုတွေးတောလိုက်ပါ။ အဲ့ဒီလိုတွေးတောစဉ်းစားလိုက်တဲ့အခါသင်ရဲ့စိတ်ခင်စားချက်တွေဟာဘလို့ဖြစ်သွားသလဲသင်ကိုယ်တိုင်နဲ့ပတ်သက်လို့ကောသင်ရဲ့ relationship နဲ့ပတ်သက်လို့ကောစိုးရိမ်စိတ်တွေဖြစ်နေသေးသလားတဲ့ရပုံမဲသွင်မြင်နဲ့ပတ်သက်လို့တင်ဟာအရင်ကိုလှပတဲ့သူ အရင်ကိုမလှပခိသိတောင်မှတင်ဟာဆွေးဆောင်မှုရှိတဲ့သူတင်ဘာကိုပဲဝဲဝဲလှနေတဲ့သူ ဘေးကိုဘေးသွားသွားတင်းဟာအရင်ချစ်စရာကောင်းတဲ့သူတယောက်အဖြစ်မိမိကိုကိုစဉ်းစားလိုက်ပါအဲ့ဒီလူကိုလူတယောက်အဖြစ်မိမိကိုကိုဆုံးဖြတ်ချက်ချလိုက်ပါတင်းကိုတိုင်းကိုကိုကိုခံစားတဲ့အတိုင်းတခြားသူတွေကသင်အပေါ်မှာခံစားကြပါလိမ့်မယ်။သင်ကိုယ်တိုင်ကိုကိုကို ရှုမြင်တဲ့အတိုင်းတခြားသူတွေကသင်ကိုရှုမြင်ကြပါလိမ့်မယ်။သင်ရဲ့ပုံပန်းသွင်မြင်တွေထိမှသင်မကြိုက်တဲ့နေရာတွေလေးရှိနိုင်တယ်။ သင့်အနေနဲ့မိမိကိုယ်ကို မလုံမရှုံဖြစ်နေတဲ့နေရာတွေတွေရှိနိုင်တယ်ဒါပေမဲ့အဲ့ဒီအရာတွေကိုအရင်ကြီးကောင်းထိမှထိပြီးရင်မစဉ်းစားနေပါနဲ့သင့်အနေနဲ့သင်ရဲ့ပုံပန်းသွင်မြင်ခြင်းမှာလှပတဲ့နေရာတွေရှိမင်သင်နှစ်သက်တဲ့နေရာတွေရှိမင်ကောင်းဝင်တဲ့နေရာတွေရှိမင်အဲ့ဒီအရာတွေကိုစဉ်းစားကြည့်ပါအဲ့ဒီလိုကောင်းတဲ့အချက်တွေကိုလှည့်ကြည့်နိုင်မှသာလျှင်သင်ဟာကိုယ့်ကိုယ်ကိုအရင်ကိုလှပတဲ့သူဆွေးဆောင်ရရှိတဲ့သူအဖြစ်ကိုယ့်ကိုယ်ကိုရှုမြင်နိုင်ပါလိမ့်မယ် အရေးကြီးတာကကိုကိုတိုင်ကိုယ့်အပေါ်မြင်တဲ့အမြင်ကအရေးကြီးပါတယ်တခြားသူတွေကသင့်အပေါ်မြင်တဲ့အမြင်ကအဲ့ဒီလောက်အရေးမကြီးပါဘူးဒါကြောင့်ကိုကိုတိုင်ကိုဟာလှပတဲ့သူကိုဟာဆွေးဆောင်မှုရှိတဲ့သူကိုဟာလူရှိလူခင်ပိုးတဲ့သူအဲ့ဒီလိုပုံစံမျိုးကိုကိုကိုရှုမြင်ဖို့အရေးကြီးတယ်။သင်ဟာအရေးကြီးတဲ့သူအရေးပါတဲ့သူတယောက်ဖြစ်တဲ့အားကြောင့်သင်အနေနဲ့တခြားသူတယောက်ရဲ့အချစ်ကိုရဖို့စူးစမ်းနေစရာမလိုဘူး။လူတွေက သင်ကိုချစ်ကြပါတယ်။ တချို့သောသူတွေဆိုရင်တင့်ရဲ့အချစ်ကိုရဖို့အပူတပြင်းလိမ့်လည်ရှာဖွေနေကြတယ်။တင့်ကိုအရင်ချစ်ခင်နေကြတဲ့လူတွေရှိပါတယ်။တင့်ကိုပိန်ဆိုင်ခွင့်ရဖို့အတွက်လိမ့်လည်စ조사နေရတဲ့လူတွေရှိပါတယ်။ဘာဖြစ်လို့လဲဆိုရင်သင်ဟာသူတို့အတွက်အရင်ကိုအရေးကြီးတဲ့သူအရင်ကိုအရေးပါတဲ့သူဖြစ်တယ်သင်ဟာတကယ်ကို amazing ဖြစ်တယ်ဒါကြောင့်သင်ဟာတခြားလူရဲ့အချစ်ကိုရဖို့စူးစမ်းအားထုတ်နေစရာမလိုပါဘူး တခြားသူတွေကပဲတင့်ရဲ့အချစ်ကိုရဖို့စူးစမ်းအထုတ်နေပါတယ်။တင့်အနေနဲ့ဒီလိုပုံစံမျိုးလေးတွေစိတ်ကူးညီကြည့်ပါ။ဒါပေမဲ့ဒါတွေဟာလုံးဝအမှန်အကန်ဖြစ်တယ်တော့မိမိကိုယ်ကိုစိတ်ထင်းမှယူဆနိုင်ဖို့အရင်ကြီးတော့မစူးစမ်းပါနဲ့။တဲ့အနေနဲ့ခဏလောက်စိတ်ကူးရင်ကြည်ုံပဲအဲ့ဒီလိုစိတ်ကူးရင်နေတဲ့အခါမှာသင်စိတ်ကူးရင်တာနဲ့ကိတ်ညီတဲ့ခံစားချက်ကိုခံစားရုံပဲဒီလိုအချိန်မှာမိမိကိုယ်ကိုမိခွန်းကလေးတွေလေးမိကြည့်ပါ အဲ့ဒီမိခွန်းတွေကငါဘေးကိုဘေးသွားသွားအရင်ကိုအန်အိုးစရာအကောင့်တဲ့လူတယောက်မဟုတ်ဘူးလားငါကတကယ့်ကိုဆွေးဆောင်အကောင့်တဲ့လူတယောက်မဟုတ်ဘူးလားချားသူတွေကငါ့ကိုရာဖို့စူးစမ်းနေကြတယ်ဆိုရင်တကယ့်ကိုအန်အိုးစရာမကောင်းဘူးလားတခြားသူတွေကငါ့ကိုနှိမ့်သက်လာအောင်တခြားသူတွေကငါ့ကိုလက်ခံလာအောင်ငါဟာဘေးတော့မှစူးစမ်းအထောက်အမှုတွေမပြုတ်လောက်ခဲ့ဘူးဘာဖြစ်လို့လဲဆိုရင်ငါအနေနဲ့အဲ့ဒီအရာအတွက်စူးစမ်းအထောက်အမှုပြုတ်လုပ်နေစရာလေးမလိုဘူးငါ့ကိုငါတကယ့်ကိုတင်ဖို့ရှိတဲ့လူတယောက်အဖြစ်ရှုမြင်ပါတယ် ငါဟာတခြားသူတွေရဲ့အလေးအနက်ပေးတာကိုခံယူထိုက်တဲ့သူတယောက်ဖြစ်တယ်။အဲ့ဒါသိပြီရင်အံဩစရာမကောင်းဘူးလား။ငါဟာတခြားသူတွေအတွက်ဆုလဲ့ဖြစ်တယ်။အဲ့ဒါသိအံဩစရာမကောင်းဘူးလား။တခြားသူတွေကငါနဲ့အတူတူကွာ relationship တခုကိုစတင်လိုကြတယ်အဲ့ဒါသိပြီရင်အံဩစရာမကောင်းဘူးလားတခြားသူတွေကငါ့ကိုပဲရွေးချယ်နေကြတာဖြစ်တယ်အချိန်တိုင်းအချိန်တိုင်းမှာသူတို့ဟာငါ့ကိုရွေးချယ်ကြတယ်အကောင်းဆုံးဆိုတဲ့အရာနဲ့ပဲငါဟာထိတ်တဲတဲ့သူဖြစ်တယ် ငါနှစ်သက်နေတဲ့တစ်ဖက်လူဆိုရင်ငါမရှိမင်းတဲ့သူဟာလုံးဝမနေနိုင်ဘူး။တခြားသူတွေကငါ့အပေါ်မှာဆွေးနေတာအောင်ငါ့အနေနဲ့ဘာတခုမှပြုတ်လုံးနေစရာလည်းမလိုပါဘူးအဲ့ဒါကငါဟာသူတို့အတွက်အရေးကြီးတဲ့လူတစ်ယောက်ဖြစ်နေတော့ပြီအခုပြောခဲ့တဲ့စကားလုံးနဲ့သက်ဆိုင်တဲ့ခင်စားချက်တွေကိုခင်စားပေးပါအခုပြောခဲ့တဲ့စကားလုံးတွေဒီပင်နေရင်တင့်ရဲ့ reality တင့်ရဲ့ဖြစ်တည်မှုဖြစ်တယ်ဒါစီပင်နေရင်တင်လို့ရှင်တဲ့ရုပ်ရှင်ကားဖြစ်တယ် အခုပြောခဲ့တဲ့စကားလုံးတွေအတိုင်းသင်ဟာမိမိကိုယ်ကို ဆုံးဖြတ်ပေးရမှာဖြစ်တယ်။သင်ဟာအဲ့ဒီလိုလူတစ်ယောက်ဖြစ်တယ်တော့မိမိကိုယ်ကိုဆုံးဖြတ်ရမှာပဲဖြစ်တယ်။သင်အနေနဲ့ဆုံးဖြတ်ရမှာကသင်ဖြစ်ရှင်နေတဲ့လူတစ်ယောက်ဖြစ်ပြီးတကယ်တော့မိမိကိုယ်ကို ပြုံးမှုဆက်ဆံနေထိုင်တယ်ဖို့လိုတယ်။သင်ဖြစ်ရှင်နေတဲ့လူတစ်ယောက်ဖြစ်နေတဲ့အခါသင်ဘလို့တွေးမလဲ။သင်ဘလို့စဉ်းစားမလဲ။သင်ဘလို့ပြုံးမှုနေထိုင်မလဲ။ သင်လိုရှင်တဲ့ပုံစံသင်လိုရှင်တဲ့ဘာရှင်မျိုးနဲ့ပဲသင်ဟာမိမိကိုယ်ကိုပေါင်းစဲနေထိုင်ဖို့လိုတယ်။အဲ့ဒီလိုပုံစံမျိုးပေါင်းစဲနေထိုင်လေလေသင်ရဲ့ရုပ်ပိုင်းဆိုင်ရာ reality ဖြစ်တည်မှုတွေမှာအဲ့ဒီလိုပုံစံမျိုးသင်ဟာမြဲမြဲဆန်းဆန်းအပြောင်းလေးဖြစ်သွားမှာပဲ။အဲ့ဒီအချိန်မှာသင်ဟာတကယ့်ကိုဆွေးဆောင်မှုရှိတဲ့လူတစ်ယောက်ဖြစ်လာမှာပဲ။ဆွေးဆောင်မှုရှိတဲ့လူတစ်ယောက်မြဲမြဲဆန်းဆန်းဖြစ်လာပါလိမ့်မယ်။ ဒီတော့တင့်အနေနဲ့သိရမှာကတင်ဟာတကယ်ကိုတင်ဖို့မြင်မတဲ့လူတယောက်ဖြစ်တယ်တခြားသူတွေကတင့်ကိုဘလို့ပဲမြင်မြင်အဲ့ဒါတွေဒီပြဿနာလုံးဝမရှိဘူးတင့်ကိုတင်မြင်ပေးရမှာကတင့်သည်တင်ဖို့ရှိတဲ့လူတယောက်ဖြစ်တယ်လို့ပဲမြင်ပေးရမယ်အဲ့ဒါကြောင့်တင့်သည်တကယ်ကိုဆွေးဆောင်မှုရှိတဲ့လူတယောက်ဖြစ်တယ်တော့မြင်ပေးရမယ်မြင်ပေးုံတောင်မကတင့်ကိုတင်အဲ့ဒီလိုလူတယောက်ဖြစ်နေပြီးတော့ဆုံးဖြဲချက်ရှာရမယ် ဒီနေရာမှာတင်တော့အနေနဲ့အရင်တုန်းကဆုံးဖြတ်ချက်ရှာခဲ့တာတွေရှိမိအဲ့ဒီဆုံးဖြတ်ချက်တွေကဘာတွေဖြစ်မလဲဆိုဘသူကမှငါ့ကိုမချစ်ဘူးငါကမလှဘူးဘသူကမှငါ့ကိုမလိုရှင်ဘူးဆိုတဲ့ဆုံးဖြတ်ချက်တွေရှာခေကောင်ရှာခေလိုက်မိအဲ့ဒီဆုံးဖြတ်ချက်ကြောင့်အခုရုပ်ပိုင်းဆိုင်ရာအရှိအနေမှာတင်မကြိတ်မနှိမ့်တဲ့အရာတွေနဲ့ကြုံတွေ့နေရတာဖြစ်တယ် အခုအချိန်ကစားပြင်အဲ့ဒီလို ဆုံးဖြတ်ချက်တွေကိုပြင်လေပြုတ်ပြင်ပါတော့ကိုဖြစ်ရှင်တဲ့လူတယောက်ဖြစ်နေပြီတော့မိမိကိုယ်ကို ဆုံးဖြတ်ချက်ရှာလိုက်ပါတင့်ကိုလူတိုင်းလူတိုင်းကလိုရှင်တယ်တင့်ကိုလူတိုင်းလူတိုင်းကလိုအပ်တယ်သူတို့တွေကတင့်အပေါ်ဆွေးမဲ့နေတယ်တင်လိုရှင်တဲ့သူကလည်းတင့်ကိုအရင်လိုအဲ့နေတယ်အဲ့ဒီလိုဆုံးဖြတ်ချက်ကိုရှာလိုက်ပါ လူတိုင်းလူတိုင်းကငါနဲ့အတူတူကရှိရှင်ကြတယ်သူတို့ကငါ့ကိုရွေးရှည်တယ်ရှင်အပြင် သူတို့ကံကောင်းပါတယ်ငါ့မှာရွေးရှည်စရာတွေအများကြီးရှိတယ်ဘာဖြစ်လို့လဲဆိုရင်လူတိုင်းကငါ့ကိုလိုရှင်နေတော့ပဲဒီလိုစကလုံးတွေကိုဆုံးဖြည့်ရှဲရှားတဲ့အခါမှာအဲ့ဒီဆုံးဖြည့်ရှဲရှားတဲ့စကလုံးတွေအတိုင်းခံစားချက်တွေနဲ့ပေါင်းစည်းပေးပါတင်လို့ရှင်တဲ့ဘာရှင်မျိုးတင်လို့ရှင်တဲ့ပုံစံမျိုးရှိနေတဲ့လူတယောက်ကိတော့မိမိကိုကို ပြုမှုပြောဆိုနေထိုင်ပါမိမိကိုယ်ကိုအဲ့ဒီလိုဘာရှင်ရှိတဲ့လူတယောက်ကသောတွေးတော့ပါအဲ့ဒီလိုပုံမပြုလုပ်လေလေတင့်ရဲ့ရုပ်ပိုင်းဆိုင်ရာအရှိအနေမှာတင့်တွေးတော့တဲ့အရာတွေတင့်စဉ်းစားတဲ့အရာတွေရောင်ပြန်ဟဲ့တဲ့အနေနဲ့ရုပ်ပိုင်းဆိုင်ရာအရှိအနေမှာပေါ်လာပါလိမ့်မယ်တင်ပြုလုံးနေတဲ့အစာပိုင်းမှာတော့တင့်ရဲ့ရုပ်ပိုင်းဆိုင်ရာအရှိနေမှာအပြစ်အဝါမဖြစ်လာသေးရင်လေအဲ့ဒါကတော့ပြဿနာမရှိပါဘူးတင်ပြုလုံးနေတာတွေဟာမှားယွင်းနေတယ်တော့မဆိုးလို့ပါဘူးတင့်အနေနဲ့ဆက်လက်ပြုလုပ်ပေးရုံပဲဖြစ်တယ် တဲ့အနေနဲ့ဒီလိုဆုံးဖြတ်ချက်တွေဒီလိုခံစားချက်တွေကို များများပြုလုပ်လေလေတဲ့ရဲ့ reality မှာပုံမကောင်းဝင်တဲ့ reality ပုံမဖြစ်လာလေလေပဲအဲ့ဒီအချိန်မှာတင်လို့ရှင်တဲ့ reality တင်လို့ရှင်တဲ့ဖြစ်တည်မှုစီကိုမြဲမြဲဆန်ဆန်နဲ့ပုံမကောင်းဝင်စွာကုပြောင်းသွားပါလိမ့်မယ် ဒီနေရာမှာ meditation ပြုလုပ်ရမယ်လို့ပြောခဲ့တာရှိတယ်။အခုပြောခဲ့တဲ့ဆုံးဖြတ်ချက်တွေထေကမိစေတော့အနေနဲ့ကိုယ်ကြိုက်တဲ့စကလုံးတွေကိုရွေးရှည်ပါပြီးရင်နောက်တစ်ခါအဲ့ဒီဆုံးဖြတ်ချက်ရှာတာကို meditation အနေနဲ့ပြုလုပ်မှဖြစ်တယ်။ဘလို့ပြုလုပ်ရမလဲဆိုရင်အဲကိုယ်အနေနဲ့ meditation လုပ်မိဆိုပြီးတော့ပထမဆုံးနဲ့မျက်လုံးတွေကိုမှိတ်ကိုယ့်ရဲ့ကိုယ်စိတ်နှစ်ပါးကို release လုပ်ပြီးရင်အဲ့ဒီဆုံးဖြတ်ချက်ရှာလိုက်ပါဆိုတဲ့စကလုံးတွေထေကကိုယ်ကြိုက်တဲ့စကလုံးတွေကိုကိုယ့်ကိုယ်ကိုအဲ့ဒီအချိန်မှာရွေးဆို ပြီးရင်ဆုံးဖြတ်ချက်ရှာပါအဲ့ဒီလိုဆုံးဖြတ်ချက်ရတဲ့ meditation ကိုတရက်မှာ၃ချိန်ပြုလုပ်ပေးပါမနေ့တစ်ချိန်နေ့လေတစ်ချိန်ညအိခါနီးတစ်ချိန်အဲ့ဒီလို၃ချိန်ပြုလုပ်ပါအခုပြောပြခဲ့တဲ့ meditation ကို၃ရက်ပဲပြုလုပ်ပါအများကြီးပြုလုပ်နေစရာမလိုပါဘူးတကယ်တော့မိတ်ဆွေကကိုယ့်အနေနဲ့ကိုယ့်မှာ limiting belief တွေများနေတဲ့ resistance တွေများနေတဲ့ block တွေများနေတဲ့စသဖြင့်အဲ့ဒီလိုခံစားနေရတယ်ဆိုရင်တော့တရက်မှာ၃ချိန်တစ်ဘက်လောက်ပြုလုပ်လိုက်ပါ ဒီနေရာမှာဆုံးဖြတ်ချက်ချတာမို့လို့တခြားကိုမလို့ရှင်တဲ့ reality နဲ့သက်ဆိုင်တဲ့အတွေးတွေကို လုံးဝဆက်လက်တွေးမနေပါနဲ့တော့ဒီနည်းနဲ့ကိုမှန်မှန်ကန်ကန်ပြုလုပ်နိုင်ပြီဆိုရင်မိษွေတော့လိုရှင်တဲ့ reality ကိုမြင်မြင်ဆင်ဆင်ကုပြောင်းနိုင်ပါလိမ့်မယ်တော့ပြောဆိုရင်ဒီဗီဒီယိုကိုညီကုန်းချုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိษွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်